3ရက်အတွင်းအသက်2ဆလောက်ငယ်သွားတဲ့တွင်ကြီးတွင်ရာဇဝင် မေရီဆိုတဲ့မျိုးသမီးတဦးဟာအသက်40အရွယ်တက်လာပိုင်းမျိုးသမီးတယောက်ဖြစ်ပါတယ် သူဟာအရွယ်တင်ပြီးအလှအပကိုအလုံးမမောတံမိုးထားသူတယောက်ဖြစ်ပါတယ်။ခင်မွန်းဖြစ်သူကလည်းဇနီးဖြစ်သူကိုအမြဲလိုလိုက်ပြီးအလှပရေးရာတွေမှာအမြဲဦးစားပေးလိုက်ရောပေးလေရှိပါတယ်။ဒီလိုနဲ့တနေ့မှာတော့မေရီတို့ဟာ France ဆိုတဲ့အသေးမိတ်ဆွေအိမ်မှာပြောင်းနေဖို့စီစဉ်ခဲ့ကြပါတယ်။ရှုခင်းကောင်းကောင်းလေးတွေတတ်တောင်းတတ်တာရှိတဲ့အိမ်အကျယ်ကြီးမှာနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ကျယ်ဝန်းတဲ့အိမ်နေတာလှပတဲ့ပတ်ဝန်းကျင်အိမ်ပတ်ပတ်လေကပြောစရာမရှိလောက်အောင်ခမ်းနားနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဖုံထူပြီးဟောင်းနှွမ်းနေတဲ့ကားပါကင်အဟောင်း င်းတစ်ခုကိုမေရီသတိထားမိလိုက်ပါတယ်။သူမစိတ်ထဲဒီကားပါကင်အဟောင်းနဲ့ပတ်သက်ပြီးနည်းနည်းလေးတော့စိတ်ထဲမှာထင့်နေခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့အနေထားကိုသဘောကျတာကြောင့်မေရီတယောက်ဟာဒီအိမ်ကြီးမှာဆက်နေဖို့သဘောတူလိုက်ပါတယ်။ဒီလိုနဲ့ Frank ကအိမ်ပပတ်လေးကိုလိုက်ပြရင်မြေအောက်ခန်းတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။ခန်းနားလာတဲ့အိမ်ကြီးထဲမှာထူးခြားတဲ့မြေအောက်ခန်းရှိနေတာမြင်တော့မေရီအံ့ဩသွားခဲ့ပါတယ်။ပြီးတော့ Frank ကမြေအောက်ခန်းထဲမှာရှိနေတဲ့လှိုင်ကောင်းလိုအပေါက်ကြီးတစ်ခုကိုပြခဲ့ပါတယ်။ ပြီးတော့ကျယ်ဝန်းလာတဲ့အပေါက်ကြီးတွေကိုဝင်ပြခဲ့ပါတယ်။ Friend ဝင်ပြတော့ Mary လည်းလိုင်းဝင်ခြင်းစိတ်ပါပေါက်နေခဲ့ပါတယ်။ဒီလှိုင်ကောင်းကြီးဟာသူ့တတ်တော့တခုခုထူးခြားစေမယ်ဆိုပြီး Mary စိတ်ထဲမှာထင့်နေခဲ့ပါတယ်။ ်ပြီးတော့ Frank ကမေရီတို့လင်မယားကိုလှိုင်ခေါင်းနဲ့အတူဝင်ဖို့ခေါ်ပါတယ်မေရီလည်းတိတ်ကိုဝင်ကျင်စိတ်ပြင်းပြနေတာကြောင့်လှိုင်ခေါင်းနဲ့ကိုလင်မယားနှစ်ယောက်စလုံးအတူလိုက်ဝင်ခဲ့ပါတယ်လှိုင်ခေါင်းကတော့တကယ်ကိုမှော်ဆန်လွန်းလာပါတယ်လှိုင်ခေါင်းနဲ့ဝင်လိုက်တာနဲ့အိမ်အပေါ်တက်ကိုမျက်လှည့်ပြသလိုရောက်သွားတာဖြစ်ပါတယ်လင်မယားနှစ်ယောက်စလုံးလည်းလှိုင်ခေါင်းကြီးထူးဆန်းပုံကိုကြည့်ပြီးတော်တော်လေးအံ့ဩနေခဲ့ပါတယ် အယ်လိန်နဲ့မယ်ရီတို့လင်မယားနှစ်ယောက်ဟာအိမ်ပုံတံအနေထားကိုကြည့်ပြီးနည်းနည်းတော့စိတ်လှုပ်ရှားခဲ့ပေမဲ့မယ်ရီကစိတ်ဆန္ဒပြင်းပြနေတာကြောင့်ဒီအိမ်ကြီးမှာနေဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်ပြီးတော့ friend ကပြောပြတယ်ဒီအင်ကြီးမှာထူးဆန်းတဲ့ရာဇဝင်ရှိတယ်။အင်ကိုပြောင်းမယ်ဆိုရင်၁၂နာရီအတွင်းအ мян ဆုံးပြောင်းရမယ်လို့ပြောပါတယ်။ ဒီစကားကိုကြားတော့နှစ်ယောက်သားနည်းနည်းတော့ထူးဆန်းသွားပေမဲ့အမေရီတယောက်ကစိတ်အားထက်သန်နေတာကြောင့်တတ်မှတ်ထားတဲ့အချိန်တွင်ပြောင်းနေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီလိုနဲ့မေရီတော့ဟာထူးဆန်းတဲ့စံအိမ်ကြီးကိုအမြန်ဆုံးဝယ်ယူလိုက်ပြီးပြောင်းရွှေ့လာခဲ့ကြပါပြီ။ အဲလင်တယောက်ကတော့အင်ဂျီနဲ့ပတ်သက်ပြီးပြောင်းရွှေ့တဲ့ကိစ္စတွေအလုံးရှုံနေကြပေမဲ့မေရီကတော့ထူးဆန်းတဲ့လှိုင်ကောင်းကြီးကိုစိတ်ဝင်စားနေခဲ့ပါတယ်။ဒီလိုနဲ့အဲလင်တို့ဟာအိမ်သက်တက်မင်္ဂလာခန်းထားအတွက်တငယ်ချင်းတွေခေါ်ပြီးကျင်းပနေစဉ်မေရီတယောက်ကတော့မြေအောက်ခန်းထဲကလှိုင်ကောင်းကြီးတွေကိုဝင်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့နောက်တစ်နေ့အဲလင်ရုံသွားမယ့်နေ့မှာမေရီတယောက်လှိုင်ကောင်းကြီးတွေကိုဝင်ဖို့ကြိုးစားပါတော့တယ်။ဖြစ်ချင်တော့အဲလင်ကတခုခုကြံခဲ့လို့အိမ်ပြန်လာရင်မေရီကိုခေါ်မရအောင်မရဖြစ်တာကြောင့်လိုက်ရှာပါတော့တယ်။နောက်ဆုံးမတွေ့တော့တဲ့အစုံမခေါ်တော့ဘဲရုံကိုပြန် ာခဲ့ပါတယ်။တကယ်တော့အဲ့ဒီလှိုင်ကောင်းကြီးဟာကိုယ်အသက်ထက်နှစ်ဆလောက်ငယ်သွားတယ်ဆိုတာကိုမေရီသိနေတာဖြစ်ပါတယ်။ဒါကြောင့်လဲအဲ့ဒီအထဲကိုခဏခဏဝင်ဖို့ကြိုးစားပြီးငယ်ရွယ်နှုတ်ပြုံမှုကိုရဖို့ဖန်တီးနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းလှိုင်ကောင်းတဲ့ကိုအချိန်ချင်းဝင်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။ယောက်ျားဖြစ်သူတားနေတဲ့ဂျားတွေကပင်အချိန်ချင်းဆင်းနေပေမဲ့လည်းထင်ထားသလိုနှုတ်ပြုံမှုမရခဲ့ပါဘူး။ဒါပေမဲ့လည်းမေရီဟာလက်မလျှော့သေးပါဘူး။အချိန်ချင်းဝင်ရောက်နေခဲ့ပါတယ်။ ဒီလိုနဲ့ဒီနေ့မှာတော့မေရီတငယ်ချင်းဟာမေရီယောက်ျားဖြစ်သူကိုစတင်စနိုက်ကြော်ဖို့ကြိုးပမ်းပါတော့တယ်။အယ်လင်ကအချိန်ချင်းရှောင်ခဲ့ပေမဲ့မေရီတငယ်ချင်းကတော့အတင်းစနိုက်ကြော်ဖန်ဆားဖို့လုပ်ပါတယ်။ဒါကမေရီတယောက်ကတော့မသိခဲ့ပါဘူး။လှိုင်ကောင်းတဲ့ဝင်ပြီးနုပြုံမှုရယူဖို့သာအသေးအံစူးစမ်းနေခဲ့ပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့မေရီထင်ထားသလိုဖြစ်လာခဲ့ပါတယ်။မေရီတယောက်လှိုင်ကောင်းတဲ့ကိုဝင်ပြီးပြန်ထွက်လာတဲ့အခါမှာတော့အသက်20လုံးနုပြုံသွားတာကိုမြင်တွေ့လိုက်ရပါတယ်။ဒီဖြစ်ရပ်ကိုကြည်ပြီးမေရီတော်တော်လေးကိုအံ့ဩသွားခဲ့ပါတယ်။ ဒီလိုနဲ့မေရီတယောက်ငယ်ရွယ်နုပြော်မှုကိုတုံးချပြီးငငယ်ကမော်ရယ်တယောက်ဖြစ်ချင်ခဲ့တဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ပါတော့တယ်။ငယ်ရွယ်ပြီးနုပြော်မှုကိုတုံးချကမော်ရယ်တယောက်ဖြစ်ဝင်ရောက်လောက်ကင်ခဲ့ပေမဲ့လည်းတဘာဝတိုင်းနုပြော်တာမဟုတ်တာကြောင့်မေရီနုပြော်မှုဟာမတီးမြဲခဲ့ပါဘူး။နောက်ဆုံးဆေယောကရတဲ့အထိမေရီတယောက်ဟာစိတ်ယုံတက်ရတဲ့အထိကိုဖြစ်သွားခဲ့ပါတယ်။